ာလဲပြောတော့မပြောတက်တော့လာဝမ်းသာအရန်ဝမ်းသာလဲဂုံလဲဂုံယူလဲကလေးကိုအခါမှအဲ့လိုမျိုးမလို့မလုပ်ပေးဘူးပေါ့နော်အခြေနေကြပေါ့နော်မိသားစုအခြေနေကြဆိုတော့ကိုလေးသားမီးနီယာရုံးနေရလဲဆိုတော့ effect ကိုတိတ်မလှိမ့်နိုင်ဘူးဖြစ်နေအဲ့လိုမျိုးဖြစ်နေသူအကြောင်းဝေယဝိစအကြောင်းကိစ္စကိုပဲအဓိကထားတယ်ကြံလဲဟာလေကြောင်းကိုမသူ့ကိုကလေးကိုမလုပ်ပေးနိုင်အဲအဲ့ဒါဘယ်လိုပါနေမလဲ လိုပါနဲ့ရှင်းလေရှင်းလေဒါလည်းမာလေးပေါ့ဟုတ်လားဒီမာလေးမေးဘူးရေလေးမာစိုးပါလေဒါလည်းမစိုးပါဘူးမေးအဲ့ဒီရွယ်လေးနဲ့ပြတ်ပြတ်လေးလေးမလိုပါနဲ့မေးဘူးตู้อั่วบ่ตู้อ่องญีอย่างโหจิ่นัดเดดาเบแจนนี่กิซ่าอ๋อดิล้างที่ว่าโหอันยายี่ว่าแม่นๆกาตู้เล้ใส่ชั้นตาบ่ตู้เล้แลนจ้องแม่นๆเล้ตั้วบ่อะห่าเล้เล้ ်မင်္ဂလာပါရှင်ဒါတော့ VN အရင်ကတင်တဲ့ blog တွေကိုကြည့်ပြီးလဲဆိုရင်တော့သိမှာပါဒါ VN မမေပါဟုတ်ကဲ့ပါရှင်အမေကလွလွမေအဖေကဥဇော်လင်းတားနမေခံဝင်းရတလုံးလည်းမပါဘူးနမေအဲ့လိုအဲ့လိုပဲရှိကြမှာပါဟုတ်ကဲ့ဒီမွေးနေ့ဆိုတော့เนาะဗီရန်အဲပုံမှန်ဆိုငငယ်လေးရလဲမွေးနေ့ကမလုတ်ဖြစ်တာများတယ်เนาะမင်းเนาะဟုတ်တယ်မလုတ်မလုတ်ဖြစ်တာများတယ်ဆိုတော့ ဟိုဒီမနစ်ကလည်းတပတ်စဝိုင်းမှာကျွန်တော်မွေးနေ့လုပ်တယ်ဒါပေမဲ့အလူလည်းမလုပ်လိုက်ရဘူးပေါ့အဲဟိုအခုတော့ဒီနေ့မှာရင်း20နှစ်ပြည့်မွေးနေ့မှာတော့ဟိုအလူလေးလုပ်ချင်တယ်ဆိုတော့အနေနဲ့ရန်ဒီစေကွန်ပြားမှာ challenge လေးလာလူဖြစ်တာပါဟုတ်အရန်လဲဝမ်းသာလဲပြောလို့မပြောတက်တော့လာဝမ်းသာအရန်ဝမ်းသာလဲဂုံလဲဂုံယူလဲကလေးကိုအခါမှအဲ့လိုမျိုးမလုပ်မလုပ်ပေးဘူးပေါ့နော်ဟုတ်ကဲ့ပါ အဲ့ဒါလေးကြောက်လဲကိုလဲဟိုတာမီးနှစ်ယောက်ထဲရုံးနေရလဲဆိုတော့လေလေခလေးဟိုဖုံးကြီးချောင်းကိုပဲသွားပြီးတော့စွန့်ချက်လေးပဲတော့ဖာပို့ပေးတယ်တနည်းတစ်ခါလာအဲ့လာပဲလုပ်ပေးဘူးလေမမရရတခေါက်လောက်လုပ်ပေးဘူးလေဟိုမမပြဘာဘာပြောပါမလဲပတ်စံတခေါက်ရအောင်ပါလားအဲ့ဝါတခေါက်လောက်ငယ်ဝါလုပ်ဘူးလေအဲ့ဝါအိမ်မှာပါပဲအဲ့ဝါလဲကျင်းလေးပေါ့အကျင်းနည်းနည်းပပလေးအကျင်းလေးပဲယုံအဲ့လိုမျိုးပဲတခေါက်လောက်လုပ်ဘူးအင်းအမေအမေနဲ့တူမှာပါ အဲ့အဲမမီနဲ့ပတ်သက်ရင်ဝင်းနေမတရားဝင်းနေမတရားပုံမှန်တိုင်းဆိုရင် VN ဝင်းနေရနှစ်တိုင်းလိုလိုပါတာမန်ပါပဲအိတ်လိုက်စားလိုက်ဒီတိုင်းမင်းနေဖြစ်တာများပါတယ်အဲမမီနဲ့ဝင်းနေမတရားဆိုတစ်ခေါက်ရန်ပြဘူးပါလို့ရှိအော်အဲ့တော့ကျွန်တော်လို VN ဟိုလိုပြောမလဲ VN မမီရကဝင်းနေမားနေရ VN ကဝင်းနေရအဲ့တော့အဲ့နေကကျွန်တော်ဝင်းနေရတယ်တင်မလားဟိုအတော်ရလည်းမလုပ်ဘူးဘယ်လိုမှလည်းဘာမှမလုပ်ဘူးလို့ပြောလို့က ဘူးနေရအဲ့မှာဦးလေးကဦးလေးကြီးဆုံးကသူလက်ဖိတ်ဆိုင်ခေါ်ပြီးတော့လက်ဖိတ်တစ်ဖက်အကြွေးနဲ့ချောင်းနဲ့ကြွေးပါ Happy birthday ဆိုပြီးအဲ့ကအဲ့ကဟောမဦးလေးပဲချက်တာလားမသိဘူးဆိုပြီးအဲ့ကငယ်လဲငယ်သေးရဟိုတင်မှာကြောက်သေးတယ်ပြီးတော့အမေအိမ်ထဲရောက်အမေဒီနေ့ဘာနေလဲတည်လာဆိုပြီးအမေကိုချက်တာလေအမေကမသိဘူးလေဒီနေ့ဘာနေလဲအမေအမှစပြီးအမေနဲ့အချိန်ပြူပါပဲအိမ်ကြီးပဲအဲ့ဒါကဲပေါ့ပါ ခြေနေကြပေါ့နော်မိသားစုခြေနေကြဆိုတော့ကိုလေးသားမိနီယာရုံးနေရလဲဆိုတော့ effect ကိုတိတ်မလှိမ့်နိုင်ဘူးဖြစ်လို့မျိုးဖြစ်နေသူအကြောင်းဝေယဝိစအကြောင်းကိစ္စကိုပဲအဓိကထားတယ်ကျန်တဲ့ဟာလေကြောင်းကိုမသူ့ကိုခလေးကိုမလုပ်ပေးနိုင်အဲအဲ့ဒါအဲ့ဒါလေးဝမ်းနေရတယ်ဝမ်းနေရတယ်အခုကတော့အရန်လေးပြော့နိုဘန်နေနိုဘန်နေချင်းနေချင်းနေ တားလင်မလေးပေါ့ဟုတ်လားလင်မလေးလေးနေလိုက်မှာစိုးပါလေတားလေမစိုးပါဘူးမေအဲ့ကိုဒီရွယ်လေးနဲ့ပြတ်ဖက်လေးလေးမဟုတ်ပါနဲ့မဟုတ်ဘူးဟုတ်တယ်ဟုတ်တယ်ကလေးမလေးဒါကလေးပဲဒီကလေးသူတယောက်ခေလေတူတီတော့ဆိုတော့ကုံလျာအရန်တုံနေရာချစ်တယ်ကလေးကိုဟုတ်ပါဘူးအဲတိတ်ပါမရ ထားတယ်ရီမတ်ချက်ကလို့အကြီးထားတယ်တတောင်ဒီထက်မကပေါ့နော်ဟိုဟာသူ့ကိုငွေရဲကြီးနဲ့မပေါ့ပို့နဲ့လည်းအတွက်ကြာသူချစ်ချစ်လေးဟာလေးလေးကိုအားပေးတယ်စပို့ပေးတယ်ခလေးကိုအနာဂတ်လေးပြီးတော့ကိုလုံးအကြံဉာဏ်လေးလေးပေါ့ကိုမိဘတယောက်အနေနဲ့တတ်နှက်သမျှအဲ့လားလေးလေးကလုံးပေးတယ်အရင်ကတော့သူသူ့အတွက်ပေါ့သူအောင်မြင်အရင်ကိုစိတ်နှက်တယ်ဒါပဲကြံလေးကိစ္စကဒီလောက်ထိကဟိုအများကြီးကမမှန်တာဘူးသူလေးစိတ်ချမ်းသာပေါ့ သူလည်းလမ်းကြောင်းမှန်မှန်လေးသွားဖို့အဲ့ဒါလေးပဲကလေးကိုအဲ့ဒါလေးမင်းကကြတော့မင်းကကြတော့ဒီဝီယံကိုဒီအပြင်ပိုင်းငွေကြေးကိစ္စဘာကိစ္စမှာတော့အမင်းကသူကောင်းကောင်းကြီးတော့မဆုတ်ဘူးမဆက်ဖို့ပေးနိုင်ခဲ့ဘူးเนาะဘာလို့လဲဆိုတော့သူလည်းဒီအဖေမရှိရဲ့အဖေမရှိရဲ့သူဂျုံငိုင်နေရတဲ့လူတယောက်ဆိုတော့ပြောအမင်းကအဲ့လိုမျိုးပြင်းပြင်းထန်ထန်လုပ်လို့မရဘူးမိမပန်းနိုင်ချက်ရှိတယ်အဲ့တော့ဟိုအဲ့ရင်ကျက်သမားတွေတော့ကောင်းကောင်းသိမယ်ထင်ပါတယ်အဲ့လိုမိုးရိုင်နဲ့အေးလို့ဟိုနေပူပူနဲ့ပူလို့စောင်းသိမယ်ဆိုတော့စောင်းသိမယ်ဆိုတော့အဲ့လိုသူတို့ ီပြင်မမလောက်တာနေရောမင်းရောအဲ့လိုမျိုးတော့အဲအဓိကမမေရဗီယံကိုဒီလူတယောက်အနေနဲ့လူပီတာဆိုတာဘယ်လိုနေထိုင်ရမလဲအာဒီလူတိုင်းပေါ်ဘယ်လို respect ရှိရှိနေရမလဲကိုကဘယ်လိုအမြင်နဲ့ပုတ်ပင်လင်းပြောရမလဲစိတ်ဓာတ်ကောင်းထားရမလဲအာကိုကအချင်းရုပ်တဲ့လူကိုကအဲ့လိုမျိုးတခုလောက်တဲ့လူရှိတယ်ဆိုရင်တော့ဗောနော်ဒီကိုရဲ့စေတနာကအကျိုးပေးမှာပါဆိုပြီးအဲ့လိုအမြင်နဲ့မိတာလေးပဲထားခမ်းလာဗောနော်ရှိတာမရှိတာအပါထားလူကစိတ်သက်ပဲ တီတီလေးလိုစိတ်တက်ပဲအန်ဒီယာစိတ်တက်လေးပဲရှိရှိမရှိရှိအဲ့လိုမျိုးပဲအဓိကစိတ်တက်ရိုးသားမှုနဲ့စိတ်တက်လေးပဲဒါလေးကတစ်ချေကြအခြေရလို့ပြန်အကျိုးပေးမယ်လေကြာမယ်ကြာရင်ကြာပေးမယ်အကျိုးပေးတန်မယ်အဲ့အဲ့လိုမျိုးလေးရလို့ခံထားထားလေးဒီလိုမျိုးဒီဘွားမှာဒီကအရင်ဘွားကကုသငံမကောင်းတဲ့ဒီဘွားမှာဆင်းရဲခဲ့တယ်ဆိုလို့ဒီတိုင်အောင်ဒီဘွားမှာစိတ်ထားကောင်းကောင်းနဲ့အဲအလူဒါနာမများပြုလုပ်မယ်စေတနာ ကောင်းကောင်းထားမယ်ဆိုရင်အဲကိုယ့်ရဲ့စေတနာကျိုးပြန်တော့ဒီဘဝမှာပေးတဲ့နောက်ဘဝပေးမယ်ပေါ့နော်အဲ့လိုမျိုးဟုတ်အဲ့လိုမျိုးခံယူလာပါတယ်မြေအမြဲတမ်းဆုံးမှာပဲဘယ်သူကတော့45ရင်းနဲ့ပေါ့နော်အဲသူ့အကြောင်းလေးကတော့မဖြေချင်းတော့ဘူးတလားစိတ်ထိခံလို့ဟုတ်ဟုတ်ဟုတ် မမေနဲ့ပေါ့သူ့အတော်လေးပေါ့အတော်ညမ300ရလဲဘာကြီးရလူပြိုကြီးရှိသေးလေလေငင်းစီတောင်ကျိလေးရအတော်300ရနဲ့ဘာကြီးနဲ့ဘာကြီးဆိုတာလူပြိုကြီးတရားအလူပြိုကြီးကသူ့ကိုသူ့ဖဲ့အေးလိုပဲအာတာမီနီယာအေးငှားနေတယ်အဲ့လိုငှားနေပြီးတဖြည်းဖြည်းနဲ့ညမလေးရအေးလေးပေးထားတာအဲ့အေးလေးကကိုပန်းအေးဖြစ်သွားတာပေါ့နော်အာပထမမှာငှားနေကြတာတာမီနီယာတော်တော်ယုံရပါတယ်အာတော်တော်ယုံရတယ်အေးငှားနေပြီးနေရတယ်ယုံရပေါ့ညမအောင်အောင်းចောင်းပညာရေး အလားကိုကတော့ဘယ်လိုပြောမလဲကိုစီဝါရီကတစ်ဖက် ကိုသားလေးကတစ်ဖက်အအတော်လေးကပြန်ပြီးကိုကူညီပါလေအတော်လေးကတော့သူတို့ကနောက်ခံအင်ကအတော်ညီမလေးကကောင်းတယ်ရှိတယ်အတော်လေးကတော့ကိုကလည်းအတော်လေးကိုညီမလေးကိုဒီဟာလေးဂျေစုတင်ပါလေဘာကြီးလေးပါတိလားဂျေစုတင်လေတတောက်ဒီရွေထီကိုသူတို့လုတ်ပေးလို့ဒီလိုအနေထားကိုကိုလေးကိုလမ်းမှန်မှန်နဲ့အနေရကောင်းကောင်းလေးရလေအတွက်သူတို့ကြောင်းပေးပါလေသူတို့စပို့ပေးတော့ကိုလေးပါကောင်းကောင်းမှုနေရပါအရင်ကြီးမချမ်းသာဘူးပေါ့နော်မချမ်းသာဘူးဒါပေမဲ့ကောင်းကောင်းမှုနေရ မမေရောလားအော်ဖြစ်နိုင်ရင်တော့ဒီတာသမီတိုင်းမှာဟိုကုမိပါအတွက်လှုပ်ပေးခြင်းတဲ့အရာဆိုတော့အကောင်းဆုံးနေပဲလှုပ်ပေးခြင်းတာပေါ့နော်ဒီနေ့ခုတင်ကြီးစူးစမ်းနေပါတယ်ဗီယန်အခုဟိုပြောရမလဲမမေကိုအဲ့လိုအခုဆိုမမေဟိုဘက်ကမ်းမှာနေရသေးရပေါ့နော်အခုချိန်ကြီးမမေတပတ်ကမ်းမှာသူသွားမလားမယ်ဆိုလဲမြေကူးတမန်စီအဲ့လိုမျိုးသွားလာသေးရဲ့ မမျိုးအိမ်ပိုင်ကားပိုင်အဲ့လိုမျိုးပေးနိုင်တဲ့အချိန်တော့မရောက်သေးဘူးအာကျွန်တော်အဲ့လိုလေးဖြစ်အောင်လို့စူးစမ်းချင်ပါသေးတယ်ပြီးတော့မမေလည်းအသက်ရလာပြီဆိုတော့မမေအာဘယ်လိုပြောရမလဲပေါ့နော်မမေဒီကျမ်းမာကြီးမထိခိုက်ရင်မမေအရင်မပွနဲ့တာမိတ်ကလေးပြတ်ကုန်မယ်ချွေးပြန်ပြီဟုတ်ပါပြတ်ကြဟုတ်တယ်အဲ့လိုပို့ကြတာမမေတည့်ရယ်ပဲဟာပြီးတော့ကမျက်နှာပါတက်ပေးလိုက်ပါလားခါလေး မိဘကိုတိတက်တဲ့သားလီမာလေးဒီထက်မကအောင်မြင်ကြကြပါစေမိဘကိုလည်းဒီထက်မကတိတက်ပြီးလီမာပါစေဖုန်းကြည့်လို့သိချေပါစေရရအားလုံးလေးစိတ်ချမ်းသာပါစေဆဆရရစီတီပါစေသားလေးတင်းတယ်ပါတယ်တာပြီးမှမရကြတော့ဘူးဆပရိတ်ကတော့ပေါ်ဝိုင်းပြီ